ိုင်းနိုင်ငံကန်ချနာဘူရီပြည်နယ်ထောင်ပါပုံမြို့နယ်အတွင်းမှာဘန်ကောက်မြို့နဲ့မလေးရှားနိုင်ငံကိုတွားရောက်မဲ့အထောက်အထားမဲ့မြန်မာနိုင်ငံသား52ဦးဖမ်းဆီးခံခဲ့ရပါတယ်။ဇွန်လ23ရက်နေ့မနက်3:40မိနစ်ခန့်မှာထိုင်းနိုင်ငံသားတအူမောင်းနှင်လာတဲ့အလုံမိတ်မော်တော်ယာဉ်တစ်စီးကိုထိုင်းရနာပိုင်တွေကရှာဖွေရမှာဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံခဲ့ရသူတွေဟာရန်ကုန်မော်လမြိုင်ပဲခူးနှင့်ကချင်ပြည်ကလာရောက်ကြသူတွေဖြစ်ပြီးဖျားသုံးစုမျိုးကနေထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။သူတို့တွေထဲက33ဦးဟာဘန်ကောက်မြို့ကိုသွားရောက်ဖို့ဖြစ်ပြီးတချို့ကတော့မလေးရှားနိုင်ငံကိုသွားရောက်ဖို့ဖြစ်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံအတွင်းမှာ Cease of Sea campaign ကိုချမှတ်ပြီးတရားမဝင်ဝင်ရောက်လာသူတွေကိုဖမ်းဆီးမှုတွေလှုံ့ဆော်နေပါတယ်။ မြန်မာနိုင်ငံသားတွေနေထိုင်မှုများပြားတဲ့တက်ခရိုင်မဲဆောင်မြို့မှာထိုင်းအာဏာပိုင်တွေကနေအိမ်တွေထိထိဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေလုပ်ဆောင်နေတာကြောင့်အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေအနေနဲ့သတိထားနေကြဖို့မဲဆောင်မြို့ကမြန်မာအသိုင်းအဝန်းကတိုက်တွန်းထားပါတယ်ရှင်